ဟုတ်ဒီအကျဉ်း20အတွက်ကိုဒီခုနှစ်နှစ်ချားစီးရနေပြီးတော့စီကြောလိုင်းကိုကျွန်တော်တို့အစာဆုံးပြနေဗီဒီယိုပိုင်းရှင်းနေမှာဆိုလို့ခုနှစ်နှစ်ချားစီးကြောကိုအတူချုံပြီးတော့လူရင်းကိုပဲမင်းသားတင်ပြပေးပါမယ်ဗျမင်းသားအော်ဂနန်ကို ဟာပါဩဇီတစ်ခွဲ့ပေါ့နော်သူဩဇီကနှစ်ခွဲ့တတ္တရာဩဇီကသုံးခွဲ့ပေါ့နော်မင်းသားမှန်မှကနန်းကိုဒဲ6ခွဲ့အဲ့ပါတိုင်းထုတ်ပါလေအဲ့ကျွန်တော်ရဲ့မှန်မှကနန်းဒဲ6ခွဲ့ကိုပို့ပေးရမယ်ဆိုရင်တော့ကြံ5ချိန်မှာ2000ခွဲ့ပါနော်တော့နောက်နေ့2026တနေ့လုံးစာအတွက်တသိမ်းပါ 2026အတွက်တသိန်းလွှဲမယ်ဆိုရင်တော့ဒီဘက်က5ချိန်ကကျွန်တော်တို့ခမဲ့ဒီဘက်က5ချိန်ကို free လက်ဆောင်ပေးပါတယ်နော်ဟုတ်3990992118 Viber KP ဟုတ်ကျွန်တော်ရဲ့ဒါအမြဲတမ်းသုံးနေကြဖုန်ဒီတစ်လုံးပဲသုံးပါလေနော်ဟုတ်လိုရင်းကိုကျွန်တော်တင်ပြပေးပါမယ်နော်9640 တို့ဒီကိုခါခုနှစ်နှစ်ချာကိုခါခုနှစ်နှစ်ချာကိုခါခုနှစ်နှစ်ချာကိုခါဗောနော်အဲ့ဒီကိုခါကိုကျွန်တော်တို့ဒီဆောင်းနှစ်ကိုဒီခွန်လေးလေးကိုဒီခွန်35ကိုဒီခွန်နှစ်ချောက်ကိုဒီခွန်ဆိုပြီးတော့ကိုခါတွေကိုခွန်ဖြစ်ချင်းနေနဲ့အတိအကျရိုက်ပြီးတော့ဒီကိုခါရဲ့အပေါ်က68ခွန်ဒီသူ့ရဲ့အောက်မှာပြန်ကြ ဒီကိုခရဲ့ပေါ်ကငါရှိစစ်သည်ဒီသူ့ရဲ့အောက်ထဲမှာပြန်ကြဒီကိုခရဲ့ပေါ်ကတုံညာငါတုံညာသည်သူ့ရဲ့အောက်ထဲမှာပြန်ကြဒီကိုခရဲ့ပေါ်ကနှိရှိချောက်သည်သူ့ရဲ့အောက်ထဲမှာပြန်ကြဆိုပြီးတော့ဒါဒီတော့ကကျွန်တော်လိုင်းမော်ကိုတင်ပေးခဲ့ပြီးတော့နှိရှိချောက်ကဒီကိုခရဲ့အောက်မှာတော့ဒီမှာပြန်ကြလိုက်ရမှာဆိုပြီးတော့ကျွန်တော်တင်ပေးခဲ့လို့အောင်မြင်တဲ့လူတွေအများကြီးပါပဲเนาะ ဲ့ဒီ line ကနေပြီးတော့ဒီကိုးတွေဒီပေါ့နော်ဒီကိုးတွေဒီရှိပိတ်နဲ့တစ်ပိတ်ဒီကိုးအဲ့ဒီကိုးတွေဒီသုံးပိတ်နဲ့ခြောက်ပိတ်ဒီကိုးတစ်ပိတ်နဲ့ရှိပိတ်ဒီကိုးသုံးနောက်ပိတ်နဲ့ခြောက်နောက်ပိတ်ဒီကိုးပေါ့နော်ကုခလေးချက်ကိုးနောက်ပိတ်နှလုံးကိုးခုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုး ုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုခုနှစ်နှစ်ချာနောက်ပိတ်နှလုံးကိုကိုလေးချက်ပြန်ရိုက်တာအဲ့ဒီကိုလေးချက်ကို3 4 6ဆိုတဲ့လိုင်းရဲ့6 5 4 3ဆိုတဲ့လိုင်းရဲ့အဲ36နဲ့ကို3နဲ့5နဲ့ကို5နဲ့4နဲ့ကို6နဲ့3နဲ့ကိုဆိုပြီးတော့ပြန်ဖြီมาပေါ့เนาะ ဲ့လိုဖြည့်တဲ့ချိန်မှာပေါ့နော်ရှေပေါင်းကိုဗရိတ်၁ဗရိတ်၃၉၁၃ဒီ၃ရှေပေါင်း၃ဗရိတ်၅ဗရိတ်၆၃၅၆ဒီလေး၃လေးရှေပေါင်း၆ဗရိတ်၁ဗရိတ်၈၆၁၈ဒီ၅၃လေး၅ဗရိတ်၅ဗရိတ်၆၃၈ဒီ၃လေးရှေပေါင်း၆ဗရိတ်၁ဗရိတ်၈၆၁၈ဒီ၅၃လေး၅ရှေပေါင်း၅ဗရိတ်၆ဗရိတ်၅ဗရိတ်၆၃၈ဒီ၃လေး၅ရှေပေါင်း၅ဗရိတ်၆ဗရိတ်၅ဗရိတ်၆၅ဒီ၆၃၄၅၆လို့တစ်ဖက်ကရိုက်လိုက်တာပေါ့နော်ဒီနောက်ပိတ်နှလုံး၉လို့ရိုက်တဲ့အဲ့ဒီ၉လေးကိုဒီဘက်တစ်ဖက်က၃၄ 6ရိုက်ပြီးတော့တစ်ဖက်က3 4 5 6လို့ရင်ရိုက်ပြီးနောက်တစ်ဖက်က6 5 4 3လို့ပြန်ရိုက်တာပေါ့နော်နှလုံးမောင်းလေးဗရိတ်1ဗရိတ်2ဒီ6နှလုံးမောင်း3ဗရိတ်လေးဗရိတ်7ဒီ5 6 5နှလုံးမောင်း3ညာဗရိတ်9ဗရိတ်5ဒီ4 6 5 4နှလုံးမောင်း7ဗရိတ်3ဗရိတ်2ဒီ6 5 4 3နော် နောက်ပိတ်နှလုံးကိုးတွေကိုရိုက်တယ်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 ကိုးတွေကိုရိုက်ပြီးတော့ဒီဘက်က3 4 5 6ကိုရိုက်ပြီးတော့ကြံတဲ့တစ်ဖက်က6 5 4 3လို့ရိုက်တာအဲ3 4 6နဲ့6 5 4 3ဆိုတာလေဒီ6တွေကိုပဲ ပြန်ဖြည်တာပေါ့နော်ဒီကိုးလေးကိုပဲသူပြန်ဖြည်တာဟုတ်အဲ့ဒီကိုကိုးလေးကိုဖြည်ခဲ့တဲ့3 4 6နဲ့6 5 4 3ကိုကျွန်တော်တို့ကအခုဒီဒီချိန်မှာရိုက်တော့မှာပေါ့နော်ပရိတ်ကိုအဲရှေးပေါင်းကိုပရိတ်တပရိတ်သုံးကိုတစ်သုံးဒီသုံးရှေးပေါင်း3ပရိတ်ကပရိတ်6ဒီလေး3လေးရှေးပေါင်း6ပရိတ်တပရိတ်ရှေးဒီ5နော်3 4 5 စီပေါင်း၅ပရိချပရိ၅တိ6 3 4 5 6နော်အဲ့လိုရိုက်ပြီးတော့အဲ့ဒီ3 4 5 6တိเนาะမှတ်ထားပါเนาะအဲ့ဒီ3 4 5 6တိအဲ့တော့ဒီရိုက်ခဲ့တဲ့နောက်ပိတ်နှလုံးကိုယ့်ရဲ့ဒီနောက်နဲ့မှာပရိ3လို့ကြားလိုက်တာ ਨੇ သူ့အောက်နှစ်ပင်ကျော်ကနန်းတို့ရိုက်မှာပြတော့3ပြီးတော့4ပေါ့เนาะ ရှင်းပေါင်းသုံးပရိငါပရိ၆တီလေးအဲ့ဒီလေးသည်ဒီနောက်ပိတ်နှလုံးပေါင်းကိုယ့်ရဲ့ဒီနောက်နဲ့မှာပရိသုံးပြီးတော့ပရိလေးလို့ရိုက်လိုက်မှာပေါ့နော်ပရိလေးလို့ရိုက်မှာပရိလေးမရိုက်မချင်းပေါ့နော်ပရမအုံးရိုက်တဲ့ပရိလေးမှာကျွန်တော်တို့ကအကျုံးဝင်မှာပရိလေးကမရိုက်ဘူးမရိုက်ဘူးမရိုက်ဘူးနော်ပရိလေးမရိုက်ဘူးနောက်နေ့ဒီဆက်လိုက်တယ်ပရိလေးပရိလေးပရိလေးကဒီကမှရိုက်ပြီ စိုက်လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ကျော်ကကနန်းနော်ပြောရတဲ့ငယ်ချင်းလေးနောက်ပိတ်နှလုံးကိုးလို့ရိုက်တယ်နောက်နှစ်ကနေစပြီးပရိတ်သုံးလို့ကြားမှအဲ့ဒီပရိတ်သုံးရဲ့နှစ်ပင်ကျော်ကကနန်းနောက်ပိတ်နှလုံးပေါင်းကိုးလို့ရိုက်တယ်နောက်နှစ်အဲ့မှာပရိတ်လေးလို့ကြားမှပရိတ်လေးရဒီကြမှာကြာတာပရိတ်လေးလို့ပထမအောင်ဆုံးကြာတယ်ပရိတ်လေးလို့ကြာလိုက်မှသူ့ရဲ့နှစ်ပင်ကျော်ကကနန်း နောက်ပိတ်နှလုံးကိုးလို့ရိုက်ပြီးတော့ပရိတ်သုံးပြီးပရိတ်လေးပြီးတော့ပရိတ်ငါသူ့ရဲ့နောက်နဲ့မှာပရိတ်ငါလို့ရိုက်လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ညိုကငန်းခုကကျွန်တော်တို့ကဒီနောက်ပိတ်နှလုံးကိုးနောက်ပိတ်နှလုံးကိုးလို့ရိုက်ပြီးသူ့ရဲ့နောက်နဲ့မှာပရိတ်6လို့ရိုက်လိုက်မှာနော်ပရိတ်6လို့ရိုက်လိုက်မှာပရိတ်6လို့ရိုက်လိုက်မှာပထမဦးဆုံးရိုက်တဲ့ပရိတ်6ရဲ့နှစ်ပင်ညိုကငန်းကျွန်တော်တို့ကရိုက်မှာ ပရိတ်ချောက်လို့ရိုက်တယ်နှစ်ပင်ညောကနန်းကိုရိုက်တဲ့ချိန်မှာခုနကကျွန်တော်တို့ရိုက်ခဲ့တဲ့ဖရိညာကိုဖြစ်ချင်းကြီးပေါ့နော်ပရိတ်သုံးလို့ရိုက်တယ်သူ့ရဲ့နှစ်ပင်ညောမှာပရိတ်ငါးနဲ့ပရိတ်လေးဒီကိုလို့ရိုက်တယ်ပရိတ်သုံးပြီးတော့နောက်ပိတ်နှလုံးကိုလို့ရိုက်တဲ့နောက်နဲ့မှာပရိတ်လေးလို့ရိုက်လိုက်တာနဲ့သူ့ရဲ့နှစ်ပင်ညောမှာပရိတ်ချောက်နဲ့ပရိတ်သုံးဒီကိုလို့ရိုက်တယ်ပရိတ်သုံးပရိတ်လေးပြီးတော့ပရိတ်ငါး ပရိငားလို့ရိုက်တယ်သူ့ရဲ့နှပင်ကြောမှာပရိနှင်းနဲ့ပရိခွန်ဒီကိုလို့ရိုက်တယ်နော်အပရိတုတ်ပရိလေးပရိငားပြီးတော့ပရိ6လို့ရိုက်တယ်ပရိ6ရဲ့နှပင်ကြောမှာပရိနှစ်ခုရဲ့ပေါင်းလိုက်သည်ကိုလို့ရိုက်မယ်ပရိ1နဲ့ပရိ6မှာပရိ1နဲ့ပရိ6မှာကိုလို့ဖြစ်မှာပရိနှစ်ခုရဲ့ပေါင်းကိုဖြစ်ဖို့ကတော့ကျွန်တော်တို့ကပရိ6နော်ပရိ6 ဒိတ်သုံးလို့ရိုက်တယ်နှစ်သူကနေပြီးတော့မှကျွန်တော်တို့ဒီနှစ်ပိညောမှာပေါ့နော်ပရိတ်နှစ်ခုရဲ့ပေါင်လက်ပရိတ်ငါးနဲ့ပရိတ်လေးဒီကိုပရိတ်လေးလို့ရိုက်တယ်ပရိတ်ခြောက်နဲ့ပရိတ်သုံးဒီကိုပရိတ်ငါးလို့ရိုက်တယ်ပရိတ်နှစ်နဲ့ပရိတ်ခုံဒီကိုပရိတ်ခြောက်လို့ရိုက်တယ်ပရိတ်တင်းနဲ့ပရိတ်စင်းဒီကိုအဲ့ပရိတ်နှစ်ခုရဲ့ပေါင်လက်ကိုးတွေဒီတို့ဒီကိုးတွေပေါ့နော်ဒီကိုးတွေဒီကိုးတွေဒီကိုးတွေပေါ့နော်အဲ့ကိုးတွေဒီ သူရိုက်မဲ့စနစ်ကခုနကကျွန်တော်ရိုက်တယ်ဒီဘက်က3ဒီဘက်က4ဒီဘက်က5ဒီဘက်က6ရိုက်တော့မယ်နော်3 4ပထမ3လို့ရိုက်ပြီးတော့ပထမတစ်ခုပေါင်း6လို့ရိုက်တဲ့ချိန်မှာဒီပထမ3ဒီထိတ်စည်းနဲ့ကွာပေါင်းနဲ့3လို့ရိုက်တယ်ဒီပထမ4လို့ရိုက်တဲ့အခါမှာပထမတစ်ခုရဲ့ပေါင်းလဲ6လို့ရိုက်တဲ့ချိန်မှာဒီပထမ4ဒီထိတ်စည်းနဲ့ကွာပေါင်းနဲ့ဒီ4လို့ရိုက်တယ်3 4 ဒီပရိင္ငါလို့ရိုက်ပြီးပရိင္နှစ်ခုပေါင်းကိုးလို့ရိုက်တယ်ဒီပရိင္ငါမို့လို့ထိစီးနဲ့ကွာပေါင်းပြီး၄၈၃เนาะထိစီးနဲ့ကွာပေါင်းပြီးငါလို့ရိုက်တယ်ပရိင္၃ကို၈၃ညာငါပြီး၃လို့ရိုက်တယ်ပရိင္၄ကို၂၅ခွန်ပြီး၄လို့ရိုက်တယ်ပရိင္ငါကို၄၈၃ပြီးငါလို့ရိုက်တယ်၃၄၅เนาะဒီပရိင္၃ကို၃လို့ရိုက်တယ်ဒီပရိင္၄ကို၄လို့ရိုက်တယ် ဒီပရိတ်၅ကို၅လို့ရိုက်တယ်ဒီပရိတ်၆ကို၆လို့ရိုက်ရမယ်ဒီပရိတ်၆ကိုထိပ်စည်းနဲ့ခွာပေါင်းပြီး၆လို့ရိုက်ရမယ်၆ထိပ်စည်းလို့ခွာပေါင်း၃၀၃၄၅၆၃၄၅နဲ့ရိုက်ဖို့ခွာပေါင်း၃၀ကျွန်တော်တို့ရိုက်ခဲ့တော့ဒီဘက်က၃ဒီဘက်ကဒီဘက်ဒီဘက်မှာ၃၄၅၆၃၄၅၆လို့ရိုက်ပြီးတော့ဒီဘက်မှာ၆၅ လေးသုံးလို့ရိုက်ခဲ့တယ်။ကိုဖြစ်ချင်းတွေကို6356နဲ့653သုံးလို့ရိုက်ခဲ့တယ်။ကိုဖြစ်ချင်းတွေကို3956နဲ့653သုံးလို့ရိုက်ခဲ့တယ်။အဲ့ဒါဆိုဒီဘက်က3ဒီဘက်က4เนาะ34 34ဒီဘက်က5 35 5ဒီမှာ6 3456လို့ရိုက်ပြီးရင်ကြံတဲ့တစ်ဖက်မှာ6543လို့ကြံနေရမယ်။ ဒီမှာနော်ဟော6ငါလီတော့6 5 4 3လို့ရိုက်ဖို့အတွက်က6ခါနော်နှလုံးပေါင်းလေးပြိတ်တဲ့ပြိတ်တဲ့ဒီ6နှလုံးပေါင်း3ပြိတ်လေးပြိတ်ရှိသည်ငါ6 5နှလုံးပေါင်း10ပြိတ်ကိုပြိတ်ငါ3 9 9ဒီလေး6 5လေးနှလုံးပေါင်း10ပြိတ်3ပြိတ်နှစ်ဒီ3 6 5 4 3 အဲ့ဒီ6543ကိုခါရိုက်တာဒီမှာနော်3496 1 1 1ဒီက65 356ဒီ4 654ဟမ်ဒီမှာ698ဒီ3653653ကို6543လို့ရိုက်ဖို့အတွက်က8ခါဒီဘက်က3456အဲ့ဒီ3456ကိုပြိတ်3 7395ဒီ3ပြိတ်4 2ခွန်တီလေး34ပြိတ်ငါ43တီငါ345ပြိတ်6 6ထိပ်နဲ့ခွာပေါင်း30တီ6 3456ခွာပေါင်းရိုက်တဲ့စနစ်တီ3456ခွာပေါင်းရိုက်တဲ့စနစ်တီ3456နဲ့တွားပြီးတော့အလဲတိုင်းရိုက်တဲ့စနစ်တီ6 5 4 3နဲ့တွားမှာ လေတိုင်းရိုက်တဲ့စနစ်ဒီ6 5 4 3နဲ့တွားဖို့အတွက်က8ခါခွာပေါင်းရိုက်တဲ့စနစ်ဒီ3 5 6နဲ့တွားဖို့အတွက်ခွာ30 8ခါနဲ့ခွာ30အဲ့မှာလွတ်နေတာလွတ်နေတာဒီဘရိတ်4နဲ့အဲဒီဘရိတ်6နဲ့၃ညာထိပ်ဒီ6ဒီဘရိတ်1နဲ့9ထိပ်ဒီ6ဘရိတ်8နဲ့8ထိပ်ဒီ6ဘရိတ်4နဲ့2ထိပ်ဒီ6ဆိုရင်ကျွန်တော်တို့က2ထိပ်နဲ့ပေါ့နော် နှစ်ရှစ်ရှစ်ဒါမှမဟုတ်ရင်မထွက်သေးတဲ့တုံညာထိနေဆိုတုံညာရှစ်တုံညာပေါ့ရှစ်ခါနဲ့ကွာ30ဦးအမနေ့သားငယ်ရင်းနေဒီလိုင်းလေးမှာရှစ်ခါနဲ့ကွာ30ပေါ့နော်အမနေ့သားငယ်ရင်းနေကြံ၅ချိန်မှာအမှန်မှဝင်နေတယ်ဆိုရင်2000ဝဲပေါ့နော်2026အတွက်တစ်နှစ်လုံးကမှန်မှဝင်ရင်လေဆိုရင်တသိမ့်ပါเนาะမင်းသားဖုန်းနံပါတ်3996 992 118 Viber မှာဆက်သွယ်နိုင်ပါတယ်เนาะ တီးပေးရလဲအဲ့ဖုံနေပါပါပဲเนาะဒီလိုင်းလေးမှာဒက်ဆယ်ခွဲ့ပေါ့เนาะအဲ့ကြာနှစ်ရှစ်ရှစ်နဲ့၃ရက်၈၃ရက်ကိုမနက်တတဲပေးလိုက်ပါလေဟုတ်လောလောဆယ်ဒီတစ်ပိုင်းတော့အချိန်၃၀အတွက်စပြီးတင်ပေးလိုက်ပါပြီเนาะဟုတ်ကျွန်တော်မင်းထက်တာပါ